ဆယ်ဂျီရိုနယ်ဒိုရဲ့အနိုင်ဂိုးနဲ့ဘောလုံးဝဲတက်သွားခဲ့တဲ့ပေါ်တူဂီပရိသတ်များလုံးမင်္ဂလာများ Red Devil တိုင်းကနေပြန်လဲကြိုးဆိုလိုက်ပါရင်ဂျာမန်ပြည်မှာဂျာမန်တွေကိုတော့နီးပြအကြီး Roberto Martinez နဲ့ Sergio ဦးဆောင်လာတဲ့ပေါ်တူဂီအသင်းကနောက်ကနေလိုက်စားခဲ့ပြီး UEFA Nation League ဘောလုံးပွဲကိုတက်ရောက်သွားခဲ့ပါပြီပေါ်တူဂီအသင်းကပွဲထွက်လို့ဆင်းမှာ Rafaelia ဦးနေရာမှာ Petronito နဲ့ Tranca ဦးတို့ပါဝင်လာခဲ့တာကလွဲပြီးကျန်တဲ့နေရာတွေမှာ Redetto, Bruno Fernandes, João Neves, Ruben Neves နူနိုမန်တက်စတိုနဲ့လူဆောင်တက်ဆောင်ဂျာမနီသင်းကိုရှင်းပြခဲ့ပါတယ်။ဂျာမနီသင်းကတော့တိုက်စစ်မှာဝူဒီမော့စ်ဦးဆောင်လာပြီးဖလော်ရီယန်ဝိုက်နဲ့စာနေလိုချန်ရန်ထားကကေမစ်ဂေါ်ရက်စကာတို့နဲ့ပွဲထွက်လာခဲ့ပါတယ်။လူစင်းနေထားမှာဂျာမနီသင်းကပေါ်တူဂီထက်အနည်းငယ်နေပါနေတယ်လို့ဖြစ်နေခဲ့လို့ဂျာမနီတို့အသာမရခဲ့တာလို့ပြောလို့ရပါတယ်။ပေါ်တူဂီသင်းရဲ့တိုက်စစ်ကအပိုင်ကန်ချက်တွေအသုံးမချနိုင်ခဲ့လို့သာချင်းမြောင်းနဲ့ရလနဲ့ဂျာမနီတို့အရေးနေခဲ့ရတာပါ။ဂျာမနီအသင်းကအင်ရှင်မြေမှာပေါ်တူဂီကွင်းလယ်ကိုမရှင်းနိုင်ပေမယ့်စာနေတို့ Florian Rice တို့ရဲ့ဒုံးကျင်ရုံးအားတွေကြောင့်ပေါ်တူဂီကိုယ်ပေါက်ကိုချင်းချောင်းနိုင်ခဲ့တာပါ။ ရိုင်းမှာဂုံရှိသေးရလည်းနဲ့ပေးဆုံးခဲ့ပေမဲ့ဒုတိယပိုင်းအစမှာတော့ကင်းမင်းရှင်ရဲ့လှပတဲ့ဖန်တီပေးမှုကနေ Florian Rice ကသွင်းယူခဲ့ပြီးပွဲကိုလှုံ့လို့ခဲ့ပါတယ်။ ဥဆောင်ကိုပေးရပြပြချင်းမှာပေါ်တူဂီအသင်းကဖိဖိစီတီကစားလာခဲ့ကလူစားလဲမှုတွေလည်းပြုလုပ်ခဲ့ပါရင်ညာနောက်ခံလူနေရာမှာထင်သလောက်ခြေစုံမပေါ်ခဲ့တဲ့ဂျာအိုနီဘက်စ်နေရာမှာစီမီတို့၊ကွင်းနဲ့လူရူဘင်တီနီဘက်စ်ကနေရာမှာဗီတင်ဟာနဲ့တောင်ပေါ်မှာအလုံးမဖြစ်တဲ့ထရန်ကာအိုနေရာမှာကွန်စီကာအိုတို့ဝင်ရောက်လာခဲ့ကြပါရင်ကွန်စီကာအိုကပွဲနဲ့ကိုဝင်ရောက်လာပြီး9မိနစ်ကြာမှာပဲပေါ်တူဂီအတွက်အခြေပါကိုကိုလှလှပပသွင်းယူခဲ့ပါရင်နောက်ထပ်၄မိနစ်ကြာမှာလည်းနူနိုမန်တက်စ်နဲ့ဘရူနိုဖာနန်တက်ကို1-2လှလှပပပေးခဲ့ကနူနိုမန်တက်ကမျောထိုးပေးတဲ့ဘောလုံးကိုရော်နယ်ဒိုကပိုင်နိုင်ဆုံးအဆုံးသတ်ခဲ့ပြီးပေါ်တူဂီအတွက်ဥဆောင်ကိုသွင်းယူပေးခဲ့ပါရင်ကျန်တဲ့မိနစ်တွေမှာပေါ်တူဂီ သင်းကအနိုင်ရလဒ်ကိုထိန်းသွားခဲ့ပြီးဂျာမနီကိုအနိုင်ယူခဲ့ပါတယ်။ပေါ်တူဂီအသင်းကဂျာမနီကိုနှစ်ပေါင်း25နှစ်အတွင်းမှာပထမဆုံးအကြိမ်ပြန်လည်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီဂိုးကရနယ်ဒိုကစားမဘွားရဲ့938ဂိုးမြောက်ဂိုးဖြစ်လာခဲ့ပြီးဂိုးထောင်ပေးဖို့ကတပည့်ပြည့်နဲ့နှိမ့်ဆက်လာနေခဲ့ပါပြီ။လက်ရှိရှင်ပြိုင်နေတဲ့ UEFA Nation League မှာလည်းရနယ်ဒိုကပေါ်တူဂီအတွက်10ပွဲမှာ9ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးတကုတ်ဖန်နီပေးထားခဲ့တဲ့အထိခြေစွမ်းပြသနေခဲ့ပါတယ်။ရနယ်ဒိုကနိုင်ငံအသင်းမှာလည်းဂိုးများဆုံး138ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး International ဂိုးသွင်းအများဆုံးထိပ်ဆုံးနေရာမှာရပ်တည်နေခဲ့ပါတယ်။ပေါ်တူဂီနိုင်ငံကရနယ်ဒိုမကစားခင်တုန်းကတမိုင်းတက်လျှောက်မှာကမ္ဘာပလား3ချိန်သာပါဝင်ရှင်ပြိုင်ခဲ့ဘူးသလိုရိုးပြိုင်ပွဲမှာလည်း3ချိန်သာကစားခဲ့ဘူးတာပါ။ ဘောလုံးဝဲကစားရဖို့ဖလားရဖို့ဆိုတာပေါ်တူဂီအတွက်အိမ်မက်တစ်ခုတာတာဖြစ်ပြီးဘာမှကိုအောင်မြင်မှုမရရှိခဲ့ပါဘူး။ရယ်လိုတယောက်ပေါ်တူဂီအတွက်စတင်ကိုစားပြုကစားရအချိန်ကစတင်ပြီးပေါ်တူဂီနိုင်ငံကကမ္ဘာမလားကို၅အချိန်၊ယူပြန်ဝဲကို၆အချိန်ထိပါဝင်ကစားနိုင်ခဲ့ပါတယ်။ဘောလုံးဝဲလေးအချိန်ထိတက်ရောက်နိုင်ခဲ့တယ်လို့ယူဖလားတစ်လုံးနဲ့ UEFA နဲ့ရှင်းလင်းဖလားတစ်လုံးကိုရောက်နိုင်ခဲ့တဲ့အထိရယ်လိုရဲ့အကျိုးတက်ရောက်မှုတွေကကြီးမားလွန်လာပါတယ်။အခုဆိုရင်အသက်၄၀ရွယ်ရှိနေပြီဖြစ်တဲ့ဂုတ်ဂျီရိုနယ်ဒိုတယောက်အခုချိန်ထိပေါ်တူဂီတိုက်စစ်မှာမမမမအတွင်းကိုတွင်ယူပေးနိုင်တယ်လို့ဘောလုံးဝဲကိုထပ်မံတက်ရောက်နိုင်ခဲ့တာကလည်းကျေနပ်စရာကောင်းလွန်လာပါတယ်။ရယ်လိုရဲ့ပေါ်တူဂီအသင်းကလည်းလ လက်ရှိချိန်မှာ UEFA Nation League ဘောလီဝဲကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်တယ်လို့နိုင်ငံအသင်းအတွက်နောက်ထပ်ဖလားတစ်လုံးထည့်ယူပေးဖို့စီဂျီရိုနယ်ဒိုတယောက်စိတ်သက်ပြင်းပြနေခဲ့ပါပြီ။ပေါ်တူဂီကဘောလီဝဲမှာတော့စပိန်အသင်းနဲ့ပြင်သစ်အသင်းတို့ပွဲစဉ်ကအနိုင်ရရှိတဲ့အသင်းနဲ့တွေ့ရမှာဖြစ်ပါရင်ကစားမဘဝနေဝင်ချင်းတစ်ပြေးပြေးနဲ့နီးကပ်လာခဲ့တဲ့ရိုနယ်ဒိုအတွက်ဒီကမ္ဘာလုံးကဘောလုံးချင်းပရိသတ်တွေကတော့စီဂျီအနာယူခံနေမှာနိုင်ငံအတွက်ဆူမလားထည့်ယူသွားတာကိုကြည့်ကျင်တဲ့ဆန္ဒတွေပြင်းထန်နေမှာတော့အမှန်ပါပဲ။ โอเคပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Red TV Thai Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ဤကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ